တရင်ချွတ်ကြောင်းပေးရဲ့လေးမှာခလေးတွေကအိမ်မှာနေဖို့ပြင်းတာနဲ့ကဲဘာလို့ရမလဲဆိုပြီးတော့ပြောရပြောကြတဲ့အခါမှာကလေးတွေကကျမတို့အရွက်တခုရအောင် ဆိုပြီးတော့ကျမတို့ဆာလာ80နဲ့ယူပြီးတော့အိမ်နောက်ဘေးမှာရှိတဲ့ခြံထဲကဘောနောအရွက်တကိုကျမတို့တော့ခူးကြတာဖြစ်ပါတယ်အဲ့ဒီ အရွက်ဒီကဘာလို့ဖူးလဲဆိုတော့ကျမတို့နေတဲ့နေရာမှာအရွက်ဒီပေါ့နော်အရန်ပေါများပါတယ်နေရာတိုင်းမှာအရွက်ဒီကကျတော့အရန်ပေါများပါတယ်ဒါပေမဲ့ကျမတို့နေတဲ့နေရာမှာကျတော့မြေမကောင်းဘူးမြေဩဇာမကောင်းဘူးကိုဝင်ချက်ဖြစ်တဲ့အတွက်ကြောင့်ဘာဆိုင်ဆိုင်လို့မကောင်းပါဘူးဟင်းဒီဘလောက်ပဲဆိုင်နေပါစေချင်ပေါင်းတွေဆိုင်နေတော့လည်းပဲလုံးဝမကောင်းတဲ့အတွက်ကြောင့်ကျမတို့အမြဲတမ်းမြေဩဇာလည်းမဝဲနိုင်ဘူးအဲ့ဒီအတွက်ကြောင့်ကျမတို့ဒီအရွက်ကိုခိုးခြင်းဖြစ်ပါတယ်ကလေးတွေကြောင့် ရက်ဆိုတော့ပျော်လေးပျော်တယ်ပေါ့နော်အပြင်လက်သိမ့်မထွက်ရမိုးလဲကြွာ အမိုးရသည်ဖြစ်တဲ့အတွက်ကြောင့်သူတို့အပြင်နေသိမ့်မထွက်တဲ့ခါကျတော့ဒီအရွက်တခုမဲလို့ပြောတဲ့အချိန်မှာသူတို့အယမ်းစိတ်လှုပ်ရှားနေကြရေပေါ့နော်ဆာလက်အေကိုစီနဲ့အပြင်ထွက်လာပြီးတော့သူတို့အပြင်မှာကျတော့ကြိုက်တယ်လို့ဆော့နေကြတယ်အယမ်းနဲ့ပြောကြတယ်ပေါ့နော်ဆော်ရင်နဲ့ကိုရင်နဲ့ကျမတို့ဒီအရွက်တကိုခွချင်းဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဟာကကျတော့မိဩဇာအယမ်းကောင်းနေမိဩဇာအဖြစ်ကျမတို့လို့ရမှာဖြစ်ပါတယ်ဘလို့လို့ရမလဲဆိုရင်တော့ ဒီအရွက်တွေကကျမတို့ခိုးပြီးရင်အချောက်လှမ်းမယ်အဲ့ဒီအချောက်လှမ်းပြီးတော့မြေနဲ့ပြန်မြေဩဇာလုပ်ရမှာပေါ့နော်မြေနဲ့ပြန်ရောပြီးတော့အဲ့ဒီနည်းနည်းထားရမယ်အစားလိုက်အိတ်ထဲမှာနည်းနည်းထားပြီးတော့အဲ့ဒါကိုအာဟင်းဆိုင်တဲ့နေရာမှာကျမတို့ဟင်းပေါင်ထဲဟင်းပေါင်တူပြီးတော့အဲ့ဒီမြေဩဇာကိုထဲပြီးတော့ဟင်းဆိုင်ရမှာဖြစ်ပါတယ်